ဒန်စင်လေးပါကူတော့ခွန်းစင်ကျဲဘွေရအကာဝိုက်တွေချတာပြီးဂူရဲကိုချင်းနိုင်ကောင်းတော့မှဝင်ဖို့မထင်နိုင်ပါဘူး။ကောင်မလေးလည်းဂူရဲကိုသူတို့ဘွေရလွှဲရင်ဘယ်သူမှမဝင်နိုင်ကြောင်းနဲ့ဒန်စင်လေးပါကလည်းမရှိတော့တာကြောင့်ဂူရဲလုံကြုံကြီးကအေးဆေးပါပဲလို့ပြောနေပေမဲ့မောင်ဝါကတော့ညခုံးလုံနေပါတယ်။ကောင်မလေးကအေးဆေးပါပဲလို့ပြောနေတော့ပောက်ခွေးမှုတစ်ခုထက်သာပဲဆက်သက်မှုပါပြတ်သွားပါတယ်။ဒန်စင်လေးပါရဲ့ဇပွဲအောက်ကနေလည်းလူတယောက်ကထွက်လာနေပါတယ်။ဆူယုံကလည်းဝမ်းလေးပေးထားတဲ့ limited edition ခေါက်ဆွဲချက်ကိုကြည့်နေပြီးခဏနေတော့ဗန်စီကိုသွားပါတယ်။ ဘမ်းမာစုရုံကမန်နေဂျာကိုလောချိုစိုးအခန်းကိုပြပေးပါလို့ပြောတာကြောင့်မန်နေဂျာ49တန်းညောက်ကိုခေါ်သွားပါတယ်။49တန်းညောက်မှာတော့စွမီတာစုရဲ့ပစ္စည်းတွေကိုတင်ထားတဲ့မီလင်းဖိုကြီးကရှိနေပါတယ်။မီလင်းမိုတဲကိုစုလို့ခြင်းမဲ့တင်ထားတဲ့ပစ္စည်းကထူဆန်းတဲ့တိုင်းဒီယာရဲ့ရခဲ့တဲ့စာအုပ်ထုတ်ခင်းနေရကြောင့်စုရုံကအံ့ဩနေပါတယ်။စုရုံကလည်းသူသိမ်းမဲ့ပစ္စည်းကိုယူလာခိုင်းပြီးအစာပိုင်းမှာရွှေအောင်လင်းနေတောင်းနေလို့မန်နေဂျာလည်းအဖိုးတန်ပစ္စည်းထိလိုက်မယ်လို့ထင်နေပေမဲ့ခေါင်းဆဲချောက်ထင်းနေရကြောင့်ကျိုးစရာစကားပြတ်သွားပါတယ်။ အဲ့ဒီချင်းဆိုလိုကြီးရောက်လာပြီးတစ္စည်းတစ်ခုအချင်းရောက်အောင်ပြောတာကြောင့်မန်နေဂျာပေါက်ရက်တစ္စည်းတွေထည့်မယ်လို့အာရုံရနေပါတယ်။အမှန်တကယ်လဲဆိုလိုကြီးမီးကဆူယုံကိုမင်းလေးပေါ်တဲ့ကိုသိသားချင်နေရကြောင့်အကုန်လုံးကမာရီယာအန်ဟောက်ကိုမာတယ်။တဲ့တဲ့မှလည်းဆိုလိုကြီးမီးကသူနေ့လုံးကြုံမှုပြတ်မင်းလေးမော်တွေကိုပိတ်ထားမယ်ဆိုတဲ့သတင်းကတီဗီမှာလာနေပါတယ်။အကြောင်းကတော့ဟွာလုံဆိုရဲတက်စင်လေးပိုင်းရဲ့၅ရောင်ရောက်ဖွဲ့ဝင်နံပါတ်ကြီးတစ်ခုစီကနေနောက်တော့ရနေ့နားသက်ခွင့်ရင်ကြရဲဆိုယုံကိုခုပြီးတက်တဲ့မှလည်းချင်းချင်းစာပို့ထားလို့ဖြစ်ပြီးအထောက်အကူသွားတဲ့ဝမ်လင်းကလည်းစိတ်တူနေပါတယ်။ တီဗီမှာလည်းဝါလုံးเจ้าကိုအာလူဖုန်းနေကြပြီပုံမခွက်ကောင်အဝါလုံးကအချိန်တော်ကြဝင်းငယ်သွေးကြောတွေကိုစုပြီးအရာကြီးအောင်လုပ်နေတာမို့ဆွေုံတွေအန်ရရရှိနေတဲ့အကြောင်းကိုပြောနေပါတယ်ဝါလုံးပြောထားတဲ့တကောင်ရမြောက်ကဲ၃နာရီလုံမှာတော့ဟောင်းတို့ကဆွေုံရဲ့အိမ်ကိုတွားနေကြပါတယ်ဆွေုံအန်ရရရှိနေချင်တော့မှသူ့စီကိုတငယ်ချင်းတွေရောက်လာအောင်ဆွတ်လို့ချင်းမိရဆွေုံမှာတငယ်ချင်းကောင်းတွေရှိရပဲလို့ပြောနေပါတယ်ချန်နဲ့ဆွေုံကိုမီလီဘိုတဲ့ကိုပိတ်ထားတာမလွန်ဘူးလားလို့ပြောတာကြောင့်ဟောင်းလဲ ဟွာလွန်ဆိုတဲ့တကူကကိုမက်ပြောရင်အဲ့ဒီပစ္စည်းကသူပြောတဲ့အချိန်မှာ quality ပြောင်းသွားတဲ့အကြောင်းပြောပါတယ်။ဟွာလွန်ကပုံစံ82မျိုးပြောင်းနေတဲ့အကြောင်းလက်ရှိချိန်မှာဆွေးရုံနဲ့ဒါရိုက်တွေးလို့မရပေမဲ့ line mode ကနေတော့တွေးလို့ရပါသေးတယ်။မီလီမိုတဲမှာတော့ဆွေးရုံအတွက်ဆွန့်လို့ခြင်းမရသူအခန်းနဲ့တပိုးဆန်နဲ့တူတဲ့အခန်းကိုတိကျလောက်ခိုင်းထားပြီးအထက်မှာအရသာညိုးစောဆေးလုံးနဲ့အပြင် wifi မှာရှိနေပါတယ်။ ဟောင်းတုံးကတော့၁၂နှစ်ရည်ထိုးရတယ်။ဆူယုံကမော်ဆန်ဆန်ပြောက်သွားမှဆိုတာကိုမယုံတော့ကြောက်။၁၂နှစ်ရည်မထိုးခင်ကဆူယုံနဲ့စကားပြောနေဖို့ဆုံးဖြတ်ထားပါဗါး။၁၂နှစ်ရည်ထိုးဖို့၁၈မိနစ်လုံမှာတော့ဗန်မာနဲ့လုံကြုံရေးတွေကိုနေရာလွတ်မရှိအောင်ချထားပြီးနေရာကိုလည်းတလဲဆန်နေတော့မျိုးရှောက်ပေးနေပါဗါး။အကောင်ကတစ်ခုခုအတွင်းအချက်ပေးမှခင့်တဲ့အကြောင်းအဖွဲသားကကရှင်းပြနေပါဗါး။ဆန္ဒနာရီထိုးဖို့9မိနစ်လိုတဲ့ချိန်မှာတော့ဝမ်လင်းကတာရှင်းနဲ့တူလမ်းလျှောက်ထွက်နေပြီးဆူယုံရဲ့အခန်းထဲကိုတွေ့လို့တာရှင်းကချက်စီးပြီးတော့ဝင်နေပါတယ်။ဝမ်လင်းကလည်းရောက်လက်ဆနဲ့အထက်ကိုရောက်လာခဲ့ပြီးတကားကိုတော့အစွမ်းသုံးပြီးတော့ကြံ့ပြေးပေးခဲ့ပါတယ်။ ။မော်နီလင်စုယုံရဲ့ခန်းထဲကနေသူတို့ဘုံကိုတွေ့ရလို့ကျဉ်တတ်နေပါတယ်။အဲ့လိုနဲ့၁၂နာရီထိုးသွားတဲ့ချိန်မှာတော့စုယုံကလိုင်းမောင်းနဲ့တယောက်သွားပြီးတခြားနေရာတစ်ခုကိုကြာသွားပါတယ်။မော်နီလင်ဂိမ်းယုံကအမတ်တရားနဲ့စားလို့သူတို့ဖွဲ့သားတွေတယောက်ပြီးတယောက်ဆုံရှုံလဲရတဲ့အကြောင်းနဲ့အဲ့ဒီအတွက်စုယုံတရားမယ်လို့ပြောနေပါတယ်။စုယုံလည်းဘလို့လုံးလိုက်တာလဲလို့မင်းနေပြီ။ဟွာလုံးလည်းဒီလုံးလေးရတော့သူ့အတွက်ပါမောလေးပါလို့ပြောနေပြီ။လက်ရှိမီလင်းပေါ်ကလည်းသူဖန်တီးခဲ့ရပဲလို့ပြောပါရယ်။လက်ရှိမှာစုယုံကဟွာလုံးရဲ့လောကထိပ်ကိုရောက်နေရကြောင်းကောင်းကောင်းလှုပ်ရှားလို့မရပဲ။ဒါဟုတ်ဟွာလုံးကအတားစီးရပါထထုတ်နေတဲ့ကြောင်းစုယုံကကြောက်နေပါရယ်။ ဆွေယုံနဲ့ရုပ်တရက်ဝန်လေးရဲ့အတန်ကိုကြားလိုက်ရပြီဝန်လေးလည်းမကြောက်ဘူးနဲ့ဒီလောကကအားနည်းလွန်းတာကြောင့်သူချေချလိုက်တာနဲ့ပျက်စီးသွားမှာမို့လာလို့များတဲ့အကြောင်းကိုပြောပါရယ်ဝန်လေးလည်းဆွေယုံကိုခေါဆွဲတော့ကိုစားလိုက်ဖို့ပြောပြီဆွေယုံကခေါဆွဲတော့ကိုစားလိုက်ပြီခဏနေတော့အစွမ်းနဲ့ပြည့်နေတဲ့ပုံစံတန်မျိုးကိုပြောင်းသွားပါရယ်ဆွေယုံလည်းစွမ်းအားတွေပြည့်စံနေတယ်လို့ခံစားနေရလို့ဝန်လေးကိုမေးကြည့်နေပြီဂျင်းကူလည်းဒါဝန်လေးရဲ့ limited edition ခေါဆွဲကိုစားလိုက်တာကြောင့်လို့ပြန်ပြောပါရယ် ခေါင်းဆွဲကြောင့်ချိန်ပိတ်ထားတဲ့ဝန်ကြီးဆောင်ရဲ့ရသွားတာတဲ့တို့ဆူယုံလည်းဘလောက်ညာလဲလို့မေးကြည့်နေပြီဝါရင်လည်းသူ့အဆောင်ရဲ့ဝမ်းပြီးလိုက်ရရင်ဆယ်ပုံတပုံလို့ပြန်ရောပါတယ်ဆူယုံလည်းဟွာလုံနဲ့တိုက်ခိုက်ဖို့အသင့်ပြင်လိုက်ပြီဟွာလုံပြစ်လိုက်တဲ့ဓာတ်ကိုအတွင်းရထဲတွေထက်စီးပြလိုက်လို့ဟွာလုံလည်းအံ့ဩနေပါတယ်ဗန်မာလည်းလူတွေရဆူယုံပြသွားလို့အလန်လက်ကြားထည့်နေကြပြီမီဒီယာကတော့ဆူယုံကိုလိုင်းပေါ်မှာပြန်တွေ့ရလို့ဟောင်းလည်းတကူရဲ့စီစဉ်ကကြာရှုံးသွားပြီလို့ထင်နေပါတယ်ချန်လက်တေချာချိတ်ပြီးဆူယုံကစိတ်လုံရှားနေတဲ့ပုံပေါက်တယ်လို့ပြောနေလို့ရှောင်းရီကပုံပွဲပါပဲလို့ပြန်ပြောနေရပါတယ် ဆူယောငိုဒီယန်တို့ရလို့မောင်ဝါအိုလည်းအထက်လူကြီးရဲ့ချီကျူးနေပြီအဲဒီချိန်ဂျင်ကူကမောင်ဝါရဲ့ဓာတ်ကနေပေါ်လာပြီဝမ်လင်းကဝမ်လုံးကိုတိုက်ခတ်ဖို့ဆူယောကိုလမ်းညွှန်ပေးနေတဲ့အကြောင်းကိုပြောပါတယ်ဆူယောကဝမ်လုံးကိုတိုက်ခတ်နေလို့မောင်ဝါနဲ့လိုင်းလွင်နေတဲ့သူကတာရှိဖြစ်နေမှန်းကိုသိလိုက်ပါတယ်ဂျင်ကူလည်းတိုက်ပွဲရ3မိနစ်နဲ့ပြီးမှဖြစ်လို့သူပြောတဲ့နေရာမှာစောင့်နေဖို့ပြောပါတယ်တဖက်မှာတာရှိရဲ့ပုံပြောဆွဲရအသိမကောင်းတာကြောင့်ချက်ချက်ခံမှမဟုတ်ဘူးလို့တာရှိကပြောနေပါတယ်အဲဒါကြောင့်ဝမ်လင်းကသူ့ရဲ့လက်ကိုအာသူကျုပ်ပတ်ပြီးတာရှိရဲ့အမိကိုလည်းပတ်ပြီးကဝင်းရင်စွားတွေကိုထည့်ပေးနေပါတယ် ။ဆူယုံကလည်းတိုက်ခတ်ဖို့အသိဉာဏ်လိုက်ပြီးဟွာလုံပြလိုက်တဲ့ဓာကြက်တွေကိုတိုက်ခွန်းနဲ့ဖမ်းပြီးပြန်ပြစ်ပြလိုက်ပါတယ်။ဟွာလုံနဲ့ဆူယုံကခေါ်ကြွေးချက်ကိုစားလိုက်လို့အစွမ်းနဲ့ရလာတာကိုနားလည်သွားပြီးဒါပေမဲ့အစွမ်းကကိုပိုင်အစွမ်းမဟုတ်လို့ခန္ဓာကိုယ်ကိုထိခိုက်တာနဲ့စိတ်ရိုက်နေလို့ထင်နေပါတယ်။ဒါပေမဲ့ဆူယုံကတော့ဘာနာကျင်မှုမှမခံစားရကြောင်းနဲ့တကယ်လို့သိမဲ့ဆိုတဲ့အတိုင်းမှာဆူမီသားစုတယောက်အနေနဲ့မကောင်းတဲ့သူ့ကိုအနိုင်ယူခဲ့လို့ကြိုကြိုကြီးတင်နိုင်ပါတယ်လို့ပြောပြီးဟွာလုံစီကိုလှဉ်ဉဏ်တဲ့စိတ်နဲ့ပြေးလာနေပါတယ်။ မနုနဲ့ညအကာဝယ်နဲ့ကပဲပဲဆူယုံကိုအကာဝယ်ရရမထင်းရတဲ့ကြောင့်ဆူယုံထိုးတော်ကိုခံရပြီးလွတ်သွားပါတယ်။ CIA ကလည်းဝန်လုံးရဲ့ဓာတ်ကိုခြေရခံကြည့်နေပြီ။ခြေရခံလို့ရတော့အကြောင်းဓာတ်တိုက်ပွဲတွေကိုတက်နိုင်ပြီးတဲ့ကောင်းကင်စာအုပ်ကိုထုတ်လိုက်ပါတယ်။ဒါပေမဲ့စာအုပ်ကသူနဲ့တိုက်ဘူးတဲ့သူကိုပဲကြားပြရကြောင်းဝန်လုံးကိုပဲညရပြီးသူနဲ့တိုက်နေတဲ့သူကိုတော့မညရပါဘူး။ CIA ကလက်ရှိဝန်လုံးကိုတိုက်ခိုက်နေတဲ့သူက60ကျောင်းလို့ထင်နေကြတယ်။ကျောင်းကလုံးဝမထင်နိုင်တဲ့အကြောင်းကိုပြောပါတယ်။ ဝါလုံနဲ့တိုက်နေတဲ့သူက60ကျောင်းဟောဒီဖြစ်စေမော်ဒီဖြစ်စေဆရာယူနေတဲ့တီးဖို့လိုရတာကြောင့်စာအုပ်ကိုဖုံးနဲ့ချိန်ပြီးလိုက်လွတ်လိုက်ပါတယ်။အကြောင်းကတော့ like ကကွန်မန့်ထည့်နေတဲ့စင်ဘသူလဲဆိုတော့သိနေတဲ့ကြောင့်ဖြစ်ပါတယ်။ channel ကလည်းဆရာယူရဲ့ like ကိုကြည့်နေကြပြီးရုပ်တရက်ချန်တစ်ခုဆိုဝါလင်ရတောက်တော့တဲ့ကြောင့်ဝါလုံနဲ့တိုက်ခဲနေတဲ့သူကဝါလင်များလားလို့တရောနေပါတယ်။ရှောင်းကြီးလည်းဝါလင်ရဲ့ဝင်းညင်ဆိုတာငါးပဲရှိရကြောင်မထိနိုင်တဲ့အကြောင်းကိုပြောပြီးဟောင်းကလည်းထောက်ခံတဲ့ကြောင့် channel တန်တရားကင်းသွားပါတယ်။မိုးရိုးတခင်ကလည်းသူများရဲ့လောကထဲမှာတော့ပိုင်စင်ကိုတရားသိနေတဲ့ကြင်ကြံသူကိုအံဝန်နေပါတယ်။ ကိုပိုင်လောကတစ်ခုကိုစိတ်မနဲ့မသိညိုရတာဖန်တီးနိုင်တာဖြစ်ပြီးအဲ့ထက်ကိုဆိုးရွံခံလိုက်ရတဲ့သူဟာအရာအလုံးမှာအားနေကုန်ပြီးတောက်ရှားဖို့တောင်မလွယ်ပါဘူး။မိုးထိုးသခင်နဲ့အခုကျဉ်ကျဉ်သူဟာသူများပိုင်တဲ့အထက်မှာပိုင်စင်ဟိုပါတည်တည်နိုင်နေရကြောင်းမောင်မောင်ကိုကူညီပေးနေတဲ့ဝန်လေးလို့ထင်နေပါဗျ။ဆူယုံရဲ့တိုက်ခိုက်မှုကြောင့်မှောက်နေတဲ့ဟွာလုံကလည်းဆူယုံကိုဒီစွမ်းအားတွေကမေးပိုက်မှုလို့နှုတ်ဆမ်းမှုတိုင်းမှာနာကျင်နေလိုက်မယ်လို့ပြန်ပြောနေပါတယ်။ဟွာလုံလည်းဒီတရားနဲ့ထွက်ဖို့ဆိုရင်သူ့ကိုတမန်ရမယ်လို့ပြောနေပြီးဝမ်လင်ကလည်းဆူယုံကိုစိတ်အေးအေးထားဖို့ပြောပါတယ်။ ွာလုံးနဲ့အရှိန်နဲ့ဆူယုံစီကိုတီးလိုက်ပြီးစက်တိုက်ထိုးနေပြီမဲ့ဆူယုံကထိုးချက်တွေကိုမထိရောက်ရှောင်ပြီးဒူးနဲ့ပြန်လိုက်ပေးလိုက်ပါတယ်။လွင်သွားတဲ့ဟွာလုံးကညှောက်ထုတ်ပြီးပြတ်တော့ဆူယုံကသူ့ရဲ့ဓာတ်ကိုထုတ်ပြီးကာလိုက်ပါတယ်။ဝါလုံးတက်လိုက်တဲ့မီလုံးနေကိုလည်းအသာလေးကာပြရနေပြီးထပ်ပြီးဝါလုံးတက်လိုက်တဲ့မီလုံးကြီးကိုလည်းလေထဲမှာထည့်ဆီးပြလိုက်ပါတယ်။ဝါလုံးနဲ့မနိုင်မဲသိရကြောင့်အစွမ်းနဲ့အကုန်သုံးပြီးပုံစံပြောလိုက်ပါတယ်။ဆူယုံကအရာကိုတွေ့ပြီးလန့်သွားကြဝါလုံးရဲ့မချောက်ဖို့နဲ့တင်ထားတဲ့တိုင်းခွဲတွေကိုထုတ်သွင်းဖို့ပြောပါတယ်။ အားထားကြောင့်ဆူယုံနဲ့လာရိုက်ခိုက်တဲ့ဝမ်လင်ကိုခန္ဓာကိုယ်ခွင်းတောင်မပေးပဲအစမတီးရထိုးနေပြီးခြေကကျန်းတဲ့အတူတကယ်ကဘာအစ်ကိုရောက်တော့အောင်ခံလိုက်ပါတယ်။ဆရာကြီးကလည်းသူ့ရဲ့စက္ကန့်သူကိုတွေ့ပြီးဆိုပြီးထွက်လာနေပါတယ်။အတင်းကဘာကိုရောက်လာတဲ့ဝမ်လင်ကိုတော့အသင်းဆောင်နေတဲ့မောင်ဝါကိုဖမ်းလိုက်ပါတယ်။အတင်းရောက်တော့ဆူယုံရဲ့ဆွမ်းနေရတောက်သွားလို့ချင်းကူလည်းပထမဦးဆုံးချိန်စားတာပေါ့၃မိနစ်ပဲခံလာလို့ပြောပါတယ်။ဝမ်လင်ကိုနိုင်အောင်တိုက်နိုင်ခဲ့လို့ဝမ်လင်ကဆူချတဲ့အနေနဲ့ခေါင်းစိုးတို့တစ်ထုပ်ကိုဆူယုံကိုပေးလိုက်ပါတယ်။ဆူယုံနဲ့ဝမ်လင်တို့စကားတရားနေလို့ဆရာကြီးရောက်လာတာကြောင့်ဝမ်လင်ကအငြင်းထွက်သွားပါတယ်။ ဆရာကြီးကလည်းတယောက်တည်းရှိနေတဲ့ဆွေုံကိုသူ့ရဲ့စက္ကန့်သူလို့ပြောပြီးသူ့ရဲ့တယုံမှန်အောင်မှပြောပြလိုက်ပါတယ်ဆရာကြီးကဆွေုံကိုမင်းရန်သူချနေတဲ့စက္ကန့်သူလို့ပြောတာကြောင့်ဆွေုံကအံ့ဩနေပါတယ်စီအယူလဲဆူရုံကိုသူတပည့်လှုပ်ဖို့နဲ့စိတ်ပါရဲ့အနန္တခိုင်းရဲ့ခိုင်းကျုံးပါလုံနိုင်တဲ့အကြောင်းကိုပြောပါရယ်။ဒတ်စင်နေမောက်ကူကိုစောင့်နေကြတဲ့အဆောင်နေရာနဲ့ခူကိုပြန်ရောက်လာတဲ့ခြံနှဲရဲ့တိုက်ခိုက်တာကိုခံနေရပါရယ်။ခြံနှဲကကောင်မလေးတယောက်ကိုသူအကမ်းပိတ်ပြီးလေ့ကျင့်နေရတဲ့အတော်အတွင်းဘာတွေထိခက်လဲဆိုတော့ကြောက်ခိုင်းပေမဲ့ကောင်မလေးကတော့ညင်းလိုက်ပါရယ်။ ဒါပေမဲ့ချန်နဲ့ဆိတ်ညို့ပြီးမေးတာကြောင့်ကော်မလေးရဲ့တိစားဆောင်တည်မှုကလကားဖြစ်သွားပါတယ်။ကျောင်းအားကစားခန်းထဲမှာလည်းဝမ်လင်နှုံးကလေးချင်းနေကြပြီးချန်ကတာရှင်းနဲ့လေးချင်းနေတဲ့ရှောင်းဟင်းကိုတွေ့ပြီးဆိတ်ရုံကိုဖယ်သွားရလေလို့မင်းနေပြီးရှောင်းဟင်းကလည်း "तू ကမအားလားကြောင့်"လို့တံပြောပါတယ်။လေးချင်းရင်စားတော့ရှောင်းဟင်းကတာရှင်းကိုအလစ်မှာကင်မောလိုက်ပေမဲ့ထိုအရာအတူကြီးချင်းနေရကြောင့်သူပဲမောက်သက်ခံလိုက်ရပါတယ်။ဝမ်လင်နဲ့ချန်ရဲ့လေးချင်းကန်စားတော့ချန်ကဝမ်လင်ကိုအားကုန်တော့ပြီးမနေပေမဲ့နည်းနည်းလေးတော့မရှိရကြောင့်ဝမ်လင်ကကိုယ့်ဘာသာရွေးပေးလိုက်ရပါတယ်။ အထောက်အညင်းနဲ့ရှောင်းဝင်းနဲ့တိုင်ဆင်းရတော့ဝန်လင်းရဲ့အဓိကစွမ်းရည်ကစရုပ်ဆောင်ပြည်တည်နာလားလို့ပြောနေပါတယ်။လေချင်းပြီးတော့ဟောင်းလဲမောင်ဝါဖေးတာနဲ့တင်ညွန့်နေတဲ့ပြိုင်ဆိုင်ယုံကြောင်းကိုပြောနေပြီ။ဒီပြားဆက်ထဲမှာကျင်းညံသူတွေရဲ့တိုက်ပွဲတွေပါတွေ့ရမှာပေါ့။လိုက်ခဲဖို့ပြောပါတယ်။တက်ဖက်မှာဆွလူချင်းမီးစီကို CIA ကရောက်လာလို့ဆွလူချင်းမီးကနှစ်တထောင်မမို့သည်နဲ့အိတ်ခံနေပါတယ်။ CIA လည်းအချိန်မဆွဲတော့ပဲဝန်လင်းကိုနိုင်ယူခဲ့တာကစွယုံဖြစ်တဲ့အကြောင်းနဲ့အထားကြောင့်စွယုံကိုအနန္တဂိုင်းကိုဥဆောင်ဖို့နာကန်လန်းတာပါလို့ပြောပါတယ်။ စွန်းလူကြီးတဲ့သူချင်းစုယုံတို့အခြေခံစိတ်ကြည်ကြံသူကထိတ်တန်းစိတ်ကြည်ကြံသူကိုနိုင်ခွဲလို့ပြောတာကြောင့်အားရပါရရင်းနေပါတယ်။အဲ့တော့စွန်းလူကြီးလည်းတကယ်လို့အဲ့လိုလောက်ခန့်ရင်တောင်မှသူချင်းစုယုံကိုရှုပ်ထွေးပြီးအန္တရာယ်များတဲ့တိုင်းလောကတွေကိုမထိတ်နိုင်ကြောင်ပြောပါတယ်။ဆရာယူလည်းဘလို့မှမရတာကြောင့်စိတ်တည်တည်နဲ့ပြန်လာခဲ့ပြီးဆရာယူကိုစုယုံကတင်ညုံနဲ့တော့တရားစက်ရဲ့လက်မှတ်ကိုပေးပြီးဆရာယူကလည်းတေချာဖို့လာကြီးပါမယ်လို့ပြန်ပြောပါတယ်။နောက်နေ့မှဝမ်လင်းရဲ့မိဘတွေကစေကန်းကိုတွားပြမှာမို့ဝမ်လင်းကသူ့ရဲ့အကဲချက်ချင်းမျက်လုံးကိုတုံးပြရမလားလို့ပြောပေမဲ့ဝမ်နဲ့လင်းကတော့ဆေးရုံကိုတော့တွားဖို့ရွေးချယ်လိုက်ပါတယ် မိမလေးတော့တော့ဝမ်လင်းရတခုခုကိုဖရီးနေပြီတာရှင်းနဲ့အကောက်ဝဲညက်မဲ့ကိုတက်ထားလို့မလိုဘူးလားလို့ပြောပြီးဝမ်လင်းလည်းတူတက်တာမင်းအတွက်လို့ပြောနေရကြောင်းတာရှင်းကကြောက်သွားပါတယ်ဝမ်လင်းလည်းအဆောက်အဦဖန်တီးပြီးနိုင်ရမှာကတ်လိုက်ကဝမ်ဘောတခုခုဖွင့်လိုက်ပါတယ်ချင်းကူလေးထားဝမ်လင်းဖန်တီးပေးထားတယ်မင်းစားတကယ်ကဘာတိဖြစ်တဲ့အကြောင်းကိုပြောတာကြောင်းတာရှင်းကသူတို့ကျွာတခြားဆက်ကြဝလာမလားလို့ပြောပါတယ်ဝမ်လင်းလည်းငကားငွေတန်းနေမှာမိစားရင်တဲ့တော်မဲ့ကျိုးရှာကြည့်ပေမဲ့မတွေ့ရကြဘူးကိုပိုင်းကဘာတစ်ခုကိုဖန်လေးလိုက်တဲ့အကြောင်းကိုပြောပါရယ် မောင်ဝါလူဆုံးမိထစ်လို့တွားကြရအောင်လို့ပြောတော့ချမ်းဝမ်းလင်းလို့သေးရလို့ပြောပြီးမောင်ဝါလည်းဝမ်းလင်းရအစိုးရကလေးကဝင်သွားပြီလို့ပြောပါတယ်မောင်ဝါပြားစားရုံရဲ့ဝင်ပေါက်ကိုအစားထိုးအာကသားဆောင်နဲ့ဖွင့်လိုက်လို့ဟောင်းနဲ့ချမ်းကမောင်ဝါကိုအထင်မြင်ကြည့်နေပါတယ်ဝမ်းလင်းရင်မိစရိုက်တဲ့ကဘာတစ်ခုကိုဖန်တီးပေးခဲ့မယ်လို့ပြောခဲ့ပြီးလက်ရှိမှာတကယ်ကြီးဖန်တီးပေးခဲ့ရကြတော့တာရှင်းတော်မှာငဲ့ကြီးကြနေပါတယ်ဝမ်းလင်းရဲ့ဒီကဘာကိုဖန်တီးခဲ့ရချေလို့ကဘာကိုဆဲချက်နှဲချုံလိုက်ပြီးထင်းကျုံဆန်းတဲ့အပင်တစ်ခုကိုဆိုင်အပြင်မှာတကယ်တိပင်ပေါက်လာပြီးထိုတိပင်ကိုတော့နှစ်သက်ငယ်လေးရတကယ်အစစ်တရအောင်လာလုပ်ပေးပါတယ် ဒါအပြင်ဝန်လင်ကဒီကဘာရဲ့ရာသီဥတုကိုပါထိ ंछ ုံနိုင်နေရကြောင်းတိုင်ရှင်းအောင်မှာအံ့ဩနေပါတယ်။ဂျင်ဂူလင်ဆွေယုံတို့ရောက်လာတဲ့အကြောင်းကိုပြောတော့ကြောင်းဝန်လင်ဆူတောင်းတဲ့ငကားကြီးကိုထုတ်လိုက်ပါတယ်။ဝန်လင်ဖန်တီးထားတဲ့ကဘာလေးကိုရောက်လာတဲ့ဟောင်းလဲချန်စာအုပ်ထဲမှာပဲတွေ့ဖို့ပြီးအပြင်မှာမမြင်မှုတဲ့အပင်တွေကိုတွေ့ရလို့ဒီတရားဆဲရဲ့ဖန်တီးစီရင်ရရောတာပဲလို့ပြောနေပါတယ်။အဲ့ဒီချိန်ဝန်လင်ကငကားကြီးနဲ့တူရောက်လာပြီးဟောင်းနှုတ်ကိုတတ်မှလာလို့မေးပြီးဟောင်းနှုတ်ကတတ်မဲ့တူပြောပြီးငကားဘုတ်ကိုတတ်သွားကြပါတယ်။ အမန်တို့အရဟောင်းတို့အနူနီးနဲ့ပါထုတ်လိုက်တာဖြစ်ပြီးဝမ်လင်ကတော့ရှောင်းရင်ကိုခေါ်ပြီးစီအိုနဲ့အတူနှစ်ယောက်တည်းစီးနေပါတယ်။ဝမ်လင်နဲ့ထွက်တာပြီးခဏနေတော့ဆရာကြီးရွှေရောက်လာပြီးဆွေရုံကရှောင်းရင်ကိုစီးရင်ဝမ်လင်ကိုဖတ်ထားတာကြောင့်ချမ်းကြေကွဲသွားပြီးအထာမနက်နဲ့တာရှင်းရတော့အနည်းကိုကြောက်လို့မူနေရလို့ဖြစ်နေပါတယ်။ချန်နဲ့ကလည်းကော်မလေးရဲ့စိတ်ထဲကနေခေတ္တခန့်ညအကုန်လုံးကိုသိသွားပြီးအရာအလုံးရဲ့တရက်ခံဆွေရုံဖြစ်နေရကြောင့်ဆွေရုံကိုချီရခံပြီးတယ်လီပို့နဲ့ရောက်ချလာပါတယ်။အဲ့နောက်ဝမ်လင်ရဲ့အိမ်တကားကိုဖွင့်လိုက်ပြီးကဘာတစ်ထဲကိုရောက်လာပါတယ်။ အဲ့လိုနဲ့ရန်သူတွေဖြစ်ကြတဲ့ခြံနှဲနဲ့စုယုံကလေတီမှာတွေ့နေကြပြီးခြံနှဲကသူ့ရဲ့ဝင်းညင်စွားတွေကိုထုတ်နေပါတယ်။ဝမ်လင်းနဲ့ခြံနှဲရဲ့ဝင်းညင်စွားတွေကိုရှောင်းဟင်းကိုကာခိုင်းလိုက်ပြီးမောင်ဝါကိုလည်းဆရာကြီးကကာပေးထားပြီးသူကလည်းဝင်းညင်စွားကိုထုတ်ပြီးတင်လိုက်ခိုင်းနေပါတယ်။ဒါပေမဲ့ခြံနှဲကကောင်းကင်လမ်းစဉ်ကိုရောက်တော်ယူဖြစ်တာကြောင့်ဆရာကြီးကရှုံးလုံးမလို့ထင်နေပြီးအထောက်အညနဲ့ဝမ်လင်းကိုကူညီပေးလိုက်ပါတယ်။ဆရာကြီးလည်းသူ့ကိုကူညီပေးလိုက်တဲ့သူကသူ့အရင်ကခံစားမှုတွေစွရဲ့ဝင်းညင်ထက်တောင်မှညားနေကြတော့ဘာလို့လဲဆိုတော့သိကျင်နေပါတယ်။ channel ဆရာကြီးကိုဒါတော့မှသူ့ရဲ့ဝိညာဉ်ဆုံးတာ၁၀ရာခိုင်နှုန်းပဲ၃၀၀တည်းရဖြစ်တဲ့အကြောင်းလေ။ဘိန်းနဲ့ဆူယုံကိုတက်ပြီးသူကအနန္တခိုင်ရဲ့တဲဦးရဲတော့အမွေဆက်ခံသူဖြစ်လာပြီလို့ပြောပါရယ်။ channel ဟောင်းရောအပြင်မှာတကယ်ထင်နေတဲ့အတိုက်ပွဲကိုကျန်းဆဲလို့ပဲထင်နေကြပါရယ်။ဆရာကြီးကလည်း channel ဟောင်းတက်ခတ်ဖို့အတွက်ဒူးဒီကိုချင်းရဲ့ဆွမ်းနဲ့ခနာကိုပြန်ငင်အောင်လုပ်လိုက်ပါရယ်။အထောက်အကြီးနေတဲ့ channel ကထားရင်နေလို့ဆရာကြီးကဓာတ်နဲ့တသားလေးထိအောင်ပေါင်းဆက်လိုက်ပါရယ်။ဆရာယူစီကလည်းထွက်လာတဲ့ဝိညာဉ်စွာတွေကညာလုံးလာကြတော့ဆူယုံရဲ့ဝိညာဉ်စွာတိုင်းတန်ဆက်တောင်မှတက်သွားပါတယ် စီယုံလဲဝမ်းလင်းကိုသူတို့ဆရာကြီးကဘာလို့မငင်တာလဲလို့မေးကြည့်ဝမ်းလင်းလဲအဲ့ဒါသူတို့ကိုအောင်ထောက်ပေးတာအကြောင်းလို့ပြောပါတယ်ဆရာယူစီကနေထွက်လာတဲ့ဝင်းကြီးဆိုရတဲ့ကြောင့်လေတိုက်တာကိုဟောင်းလက်ချင်တော့လက်တွေ့ဆက်နဲ့ပြားဆက်လို့ပြောနေကြပြီကာရှင်းကလည်းဆရာယူသုံးတဲ့တိုင်ကသူ့ရဲ့တက်တန်းကိုတိုးစီရဲလို့ပြောနေပါတယ်ခြံနဲ့လည်းဆရာယူကိုတိုက်ခတ်ဖို့ဝင်းကြီးဆိုရအောင်ဆိုပြီးဝင်းကြီးကောင်ကြီးကိုထုတ်လိုက်ပါတယ်တိုက်ပွဲကိုဝေးရနေကြည့်နေတဲ့စုယုံလဲခံစားချက်တွေမကောင်းဘူးလို့ပြောနေလို့ချင်းကူလည်းဒါခြံနဲ့ရဲ့ဝင်းကြီးဆိုရအောင်မှလို့ပြောပါတယ် အစင်းလေးနဲ့ကျင်းကျက်သူဖြစ်တဲ့ချန်ကတော့အခုချိန်ကောင်မလေးမရသေးလို့ကြည်ကွင်းနေပြီ။အငွေကိုရွှေမြူသွားတဲ့တာရှင်ကလည်းသူ့ရဲ့ကဘာတင်းမှာတိုက်ခတ်နေလို့ဒေါ်သာထွက်နေပါတယ်။အားအားကြောင့်ဝါလေးလည်းတန်းစင်စင်အဆွမ်းကိုတော့မီအငွေတွေကိုကာပေးလိုက်ရပါတယ်။ချန်ကဝင်းညက်ကောင်ကြီးနဲ့တိုက်ခိုက်တော့ဆရာကြီးကအကားခွဲကိုထုတ်ပြီးပြန်ကာလိုက်ပါတယ်။အဲ့တော့နေရာနဲ့မှပြန်ကျဲနေတဲ့ချီလီကိုဆုပြီးသူ့ဆရာရဲ့ပုံရိပ်ကိုထုတ်လိုက်ပါတယ်။သူ့ဆရာကိုပြန်ညင်ရလို့ချန်နဲ့အတချိန်ကသူ့ဆရာကသူ့ကိုအကောင်းမနေတာတွေကိုပြန်တွေးမိသွားပါတယ်။ တချိန်တော့ channel ကသူ့ဆရာကိုပြန်ခွင့်မပထမရခဲ့ရတော့မှသူ့ကိုစက္ကန့်သူတည်းဘာလို့မရွေးချယ်ခဲ့ရလဲလို့ပြောပါတယ်။ဆရာဖန်လည်းပြန်ခွင့်မပထမရရင်စက္ကန့်သူတည်းရွေးမယ်လို့သူမပြောခဲ့ပါဘူးလို့ပြောပြီးပြန်ခွင့်ကိုတည်နေရလိုက်ပါတယ်။ပြန်ခွင့်မှတော့အသာသီးရနေတဲ့ဆရာကြီးကသူ့နောက်ကနေချွေးဘောတဘောဘောနဲ့လိုက်လာနေတဲ့ channel ကိုကူညီဖို့လုပ်ပေမဲ့ channel ကတော့သူ့ကိုတုံပြီးပန်းတန်းစီကိုသာသွားခဲ့ပါတယ်။ဆရာဖန်လည်းပြန်ခွင့်မပထမရခဲ့ပေမဲ့မိမကျင်နာတဲ့စိတ်လေးနည်းနည်းမှမရှိဘူးလို့ပြောပါတယ်။ channel ကသူ့ကိုမရွေးတဲ့ဆရာဖြစ်သူကိုတော့ရောက်ထပ်ပြီးကြောက်ထဲကိုတွန်းချလိုက်ပါတယ်။ မရှိချိန်မှာတော့ခြံနဲ့သူ့ရဲ့အစွမ်းကိုတုံးပြီးဝင်းညက်ကောင်ကြီးကိုစိတ်ထက်ညှင်းလိုက်ပါတယ်။ခြံနဲ့သူ့ရဲ့အစွမ်းကိုဓာတ်ထည့်ကြောင်းပြီးဆရာကြီးကိုခုတ်လိုက်တာကြောင့်ဆရာကြီးလည်းမနေ့ခုခံနေရပြီးနောက်ဆုံးမှမထိန်နိုင်လိုက်ကြောင့်ဝင်းညက်စမားတွေကဘေးကိုထရထပ်သွားပါတယ်။ဝင်းညက်ကောင်မရှိတော့တဲ့ဆရာကြီးကိုခြံနဲ့ကဓာတ်ရင်းနဲ့ဇက်တိုက်ကျင်းနေလို့ဆရာကြီးလည်းမနေ့ကိုကနေရပြီးဝင်းလင်းကလည်းဆရာကြီးကိုကူညီဖို့အတွက်နိုင်ငံစီကိုထုတ်ပြီးခြံနှန်းရဲ့ဝင်းညင်စွမ်းတွေကိုဆုပ်ယူလိုက်ပါတယ်။ခြံနှန်းကလည်းပွဲသိမ်းတိုက်ခွင့်အနေနဲ့နှစ်ရကျော်အစင်းညစ်ဓာတ်ချက်ကိုတုံးမိုးတည်နေလို့ဝင်းလင်းကဆရာကြီးကိုကူညီဖို့ထွက်လာပါတယ်။ အထောက်အဖောင်နဲ့ချင်ရတော့ဝမ်လီကိုဇက်ကူနေနဲ့သွားတယ်လို့ထင်နေကြပါတယ်။ဝမ်လီနဲ့ဆရာယူရဲ့နားအောင်ရောက်လာပြီးခြံထဲကသူ့ရဲ့ကောင်းကင်ခွဲတရအတိုင်းနဲ့ဝမ်လီကိုခုတ်လိုက်ပါတယ်။ဝမ်လီကတော့တက်တဲ့တစ်ချက်ချပြီးချင်းရတော့တန်းစင်ချင်းကိုတော့ပြီးခြံထဲရဲ့တိုက်ခွက်ကိုထက်လိုက်ပါတယ်။အထောက်အစိတို့သွားတဲ့ခြံထဲကဓာတ်နဲ့ခုတ်ပေမဲ့ဝမ်လီရဲ့လက်နဲ့ချောင်းနဲ့ကပြီးဓာတ်ကိုထက်စီးတက်လိုက်ပါတယ်။ခြံထဲနဲ့သူ့ရဲ့ဝင်းညင်းကောင်ကိုလက်နဲ့ချောင်းနဲ့ထက်စီးတက်လိုက်လို့အံဩနေပြီးဝမ်လီရဲ့လက်မှလည်းလမ်းစင်ဆိုတဲ့စာပေါ်နေပါတယ်။ ထိုရောသိရတာရှင်းရလဲအံ့ဩနေပြီလမ်းစစ်ဆိုတဲ့တစိကိုရဖို့ထိုသူကကောင်းကင်လမ်းစစ်သုံးတော့ကိုတန်းညောက်ထားမှရမှာမဟုတ်ပါခဏနေတော့လက်သက်ငယ်တွေကဝမ်လင်းရဲ့လက်မှာကြောက်တုံးနဲ့ထစ်လာခဲ့ပြီဝမ်လင်းကလည်းခြံထဲမှာရှိတဲ့စွမ်းအင်တွေကိုဖျောက်ထစ်လိုက်ပါတယ်အလုံးနဲ့ကိစ္စတွေပြီးသွားတော့မောင်မောင်ကိုဖမ်းခိုင်းလိုက်ပါတယ် CIU လဲဝမ်လင်းကိုအနန္တကိုင်းကိုအုပ်ချုပ်ချင်တယ်လို့မေးပြီးဝမ်လင်းလဲသူကဆက်ပြီးတော့ချိန်ညက်ဖို့လိုပါသေးတယ်လို့ပြန်ပြောပါတယ် CIU ပဲထင်တာတိတ်မကြံတော့တာကြောင့် CIU ကဝမ်လင်းကိုထွက်သွားပေါ်တယ်ဒီနေရာတော့သူ့ဘဲတည်းဒီနေရာမှာပဲတည်တော့မယ်လို့ပြောပါတယ် အဲဒီစကားကြောင့်ဝမ်လေးလဲဆရာယူရဲ့တတ်တော့အနည်း900တိတိုးပေးလိုက်ပြီဂိုင်းဟိုဘာပြန်ညင်ဖို့ပြောပါတယ်ဆရာယူလဲဝမ်လေးတုံးသွားတဲ့အတိုက်ခွက်ကိုမေးနေပြီဝမ်လေးလဲနာမည်စင်းစားရအောင်မှမို့နောက်မှတင်ပေးမယ်လို့ပြောပါတယ်အဲဒီနေ့အောင်လဲဟောင်းနှင်းကရောက်လာပြီဟောင်းနဲ့ချန်ဆရာယူကိုပြားစက်မင်းသားထည့်ပြီးလက်မှတ်တောင်းနေရကြောင့်ဝမ်လေးကအချက်ပြလိုက်ပြီဆရာယူကလည်းလက်မှတ်ထိုးပေးလိုက်ပါတယ်စင်ကန်သွားတရားတဲ့ဝမ်နဲ့လင်းကလည်းဆရာကလင်းစီမှာကိုမရှိနေရတယ်လို့ပြောတာကြောင့်ဝမ်ညခုံးလုံးနေပါတယ်ဒါကတော့ The Daily Life of Diamond Boy ရဲ့အစီအစဉ်ဖိုးရဲ့သတင်းမှန်းမှဖြစ်ပါတယ် ဒီစကားလေးမှာတချို့နာမည်တွေကတော်တော်လေးကိုခေါ်ရခဲ့ပြီအဲလိုဆိုရင်အစီအစဉ်ဖိုးလေးတိုင်ကိုနာမည်တွေကိုချမှတ်ကြတာကြောင့်ကိုမသာကြံခွင့်ပြီးနာမည်ပေးလိုက်ရလို့စကားကြည့်ဘူးတဲ့သူတွေနဲ့နားလည်ပေးစီခြင်းပါတယ်အဆုံးနဲ့ကြည့်ရသူတဝူးချင်းကိုကျေးဇူးတင်ပါတယ်